အားလုံးပဲမင်္ဂလာပါဗျခொနဲ့တားမြအားလုံးဆွေရီချမ်းသာခြင်းကိုရီချမ်းသာခြင်းနဲ့ရှိကြပါစေလို့ပရမဟုဇာဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ဒီနေ့ဒါလေးပြောပြချင်တာလဲဘာလို့ကျွန်တော်ဒီညဘက်ကြီးရိုက်တာလဲအဓိကအဖြစ်ပြောချင်တာကကျွန်တော်တို့ညဘက်မှာလှုပ်ရမယ့်အစီအရင်တစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ညဘက်ခင်းပဲရိုက်ပြတာဖြစ်တယ်အဲ့တော့ပထမဦးစွာကျွန်တော်တို့လောက်ကမဲ့အစီအရင်လေးကဘယ်အတွက်လှုပ်တာလဲဆိုတော့ကျွန်တော်တို့ခြံရောင်းကျင်ကြတဲ့လူတွေ နော်အိမ်ရောင်းကျင်ကြတဲ့လူတွေမြေရောင်းကျင်ကြတဲ့လူတွေအိမ်ခြံမြေနဲ့ပတ်သက်ပြီးရောင်းကျင်တယ်ဆိုတဲ့သူမျိုးတွေအတော့အခုနီလန်းလေးကိုလုတ်ပေးရမှာဖြစ်တယ်အဲ့တော့အချို့ဆိုရင်ဗျာအိမ်ရောင်းကျင်တယ်နှစ်ပေါင်နေတယ်အဲ့ဒီအိမ်ကရောင်းမထွက်ဘူးအဲ့လိုပဲခြံနေမြေတွေရောင်းကျင်တယ်နှစ်နဲ့ချီပြီးရောင်းမထွက်တာလည်းရှိတယ်အဲ့တော့အင်ချမ်းပြည်တွေရောင်းမထွက်ရတဲ့အကြောင်းရင်းမှာကလည်းအမျိုးမျိုးရှိတယ်ဗျ။နံပါတ်၁ချက်ကျွန်တော်တို့ပထဝီဓာတ် အားကောင်းနေတယ်ရီအိန်အောင်ဦးစီးဒီအိမ်ပိုင်ရှင်ရဲ့ဟိုဟာမွေးတက်ကင်းနဲ့တွက်လိုက်ရင်ပထဝီဓာတ်အားကောင်းနေတယ်ဆိုရင်ပထဝီဆိုတဲ့သဘောခိုင်မာတဲ့သဘောကြောင့်အဲ့ဒီအိမ်ကရောင်းထွက်ဖို့မလွယ်ပါဘူးနောက်ပြီးတော့ဒီကိုင်ကန်ရှင်မောင်ငွေအမြောက်အမြောက်ဝင်မဲ့ကံမရှိဘူးဆိုရင်လေဒီအိုးအိမ်ကမရောင်းထွက်ဘူးဗျအဲ့တော့ဗျအင်တီရောင်းလို့3500တန်းနဲ့1000တန်းနဲ့နော်အိမ်တန်ဘိုးကကြီးတယ်အိမ်ရောင်းလိုက်ရင်3500 1000ကိုလက်ထဲဝင်လာမယ် ဒီကာယကံရှင်ရဲ့ကံမှာအဲ့လိုတိမ်ပေါင်းများစွာဝင်မဲ့ကံမရှိဘူးဆိုရင်လေအဲ့ဒီအိမ်ကိုဘလောက်ဓာတ်ရိုက်တက်ဆင်လို့လို့အဲ့ဒီအိမ်ကမထွက်ပါဘူးနောက်ဆုံးအချက်ကကြတော့ဒီအိမ်မှာနေနေတဲ့အိမ်ရှင်ကိုဒီအိမ်မှာဆောက်ရှောက်နေတဲ့အမြင်မမြင်ရပုံကိုယ်ကြီးအိမ်ဆောင်တက်တွေခြံဆောင်တက်တွေစသဖြင့်ဒီအိမ်တွင်းမှာမှီတင်းနေထိုင်ကြတဲ့သူတွေဒီလိုလူမျိုးတွေကဒီအိမ်ရှင်ကိုချစ်တယ် ဖြစ်တဲ့အတွက်ဒီအိမ်ရှင်ဒီအိမ်ကနေထွက်သွားမှာကိုစိုးရိမ်တယ်စိုးရိမ်တယ်ဒီလိုစိုးရိမ်တာဖြစ်တဲ့အတွက်ဒီအိမ်နဲ့ခြံရောင်းမယ်ဆိုတော့သူကရောင်းမထွက်အောင်လုပ်တယ်အချို့လာကြည့်တယ်ဈေးလဲကြိုက်တယ်ခြံဝင်လဲကြိုက်တယ်လာခဲ့မဲ့နော်ဆိုပြီးတော့မလာတော့ဘူးအချို့ဆိုရင်ဆေးရံမှာတက်သွားသေးတယ်နော်ဆေးရံအဆုံးခံပြီးမလာတော့ဘူးအဲ့ဒါဒီအိမ်မှာဆောက်ရှောက်နေတဲ့ပုံကိုတွေကဒီအိမ်ရှင်ကိုမသွားစေချင်တဲ့အတွက်တားတာမျိုးတွေရှိတယ်။နော်။အဲ့တော့ဘလို့အကြောင်းကြောင့် အိမ်ရောင်းထွက်ဖို့ကြာနေသည်ဖြစ်စေကျွန်တော်အိမ်ရောင်းထွက်ဖို့ဓာတ်အိတ်တဆင်တွေကအချို့မလုတ်တက်ရင်ခိုက်ပါတယ်အိမ်ရောင်းထွက်မယ်ဆိုတော့တနေ့ကုန်နေသားသမီးဓာတ်ခိုက်ပါတယ်ဓာတ်အိတ်တဆင်လုတ်တယ်ဆိုရင်ပြီးတော့အိမ်မှာဖခင်အကြီးအကဲတွေရှိတယ်အိမ်ရဲလဲနေတဲ့အမျိုးသားအကြီးအကဲတွေရှိတယ်ဆိုရင်ခိုက်တာမျိုးတွေရှိတယ်ဒါတော့ဓာတ်အိတ်တဆင်ကကျွန်တော်တို့က ရမ်းပြီးလုံးလို့မရဘူး။ဟာဆွဲတော်နဲ့ရိုက်ပါတို့ပြင်းတော်သိန်းနဲ့ရိုက်ပါတို့ဟိုရိုက်ပုံရိုက်နေတော့အများကြီးရှိတယ်။ဒါမှမဟုတ်အဲ့ဒါအိမ်တော်ဦးစီးတင်းငုံတွေရှိခဲ့သည်ရှိတော့ဒါမှမဟုတ်အိမ်ထဲမှာတင်းငုံတွေသားမရှိခင်အဲ့လိုလိုသွားခိုက်တာဖြစ်တဲ့တော့လုတ်တဲ့နေရာမှာကျွန်တော်တို့ကနည်းနည်းလေးချိန်ဆရတဲ့ဟာတွေရှိတယ်။ဒါကကြတော့အိမ်ရောက်ထွက်ချင်လို့ရောင်းနေတယ်ဘလို့မှရောင်းမရဘူးကြာနေတယ်ဆိုရင်ကျွန်တော်တို့မြင်ရမမြင်ရပုံကိုယ်ဒီနတ်ဒီတကူအတ္တိပဲရှိကြတဲ့သူတွေအကူကြီးတောင်းနေနေပါ ဲ့တော့မြင်ရမမြင်ရပုံကိုယ်တွေအဲ့လိုလူတွေကအမွှေးနှံ့တာကိုကြိုက်ပါတယ်เนาะအမွှေးနှံ့တာကိုပို့ပြီးတော့ကြိုက်ကြတယ်ကြိုက်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့အမွှေးတိုင်းလေးအနက်တကယ်တကယ်အမွှေးဤနေတဲ့အနံ့လေးတောင်မှအရင်ဆူဆူဝါဝါမှုခါမျိုးဟိုမဟုတ်ဘူးအနံ့လေးတကယ်လဲကောင်းတဲ့အမွှေးတိုင်လိုတယ်ပြလဲပြောဒါဆွမ်းဒါဖျောင်းတိုင်လေးမီးအောင်နဲ့တော့တိတ်မြင်ရမှာမဟုတ်ဘူးဒီလိုအမွှေးနှံ့တာနဲ့ရှိတဲ့ဖျောင်းတိုင်เนาะ ါလေးတွေလိုအပ်ပါတယ်ဒါတော့ကျွန်တော်ဒနာသက်ကလက်ဆောင်ပေးထားတာပါဒနာသက်ကိုဒီနေရာမှာကျေးဇူးတင်တယ်နော်ဒနာသက်နဲ့ပတ်သက်တဲ့ကျွန်တော်တို့အမွေတိုင်းဖျောင်းနိုင်နေတယ်ဒနာသက်ဆိုတဲ့ပေကရှာပြီးတော့ဝယ်လိုက်ရမယ်ဆိုရင်ဝယ်လို့ရပါတယ်ဖေးပေါ်မှာဒနာသက်ဆိုပြီးရှာကြည့်ပါအဲ့တော့အမွေတိုင်းလေးဖျောင်းနိုင်လေးတွေဒီလိုမှုေးတဲ့ဖျောင်းနိုင်နော်မှုရတဲ့အမွှေးတိုင်လေးတွေရပြီဆိုရင်ကျွန်တော်တို့ကိုရောင်းလို့တဲ့အိမ်ချမ်းမြေရဲ့တနေရရာမှာညဘက်အချိန်ရောက်ညဘက်ဆိုတော့အခုလို6နာရီ9နာရီ10နာရီ9နာရီ10နာရီ လူကြီးတိတ်လီလီကောင်းလီပါပဲအဲ့လိုအချိန်ရောက်ပြီဆိုရင်တို့ကျွန်တော်ခုံလေးတစ်လုံးခင်းလိုက်မယ်ခုံလေးလုံးခင်းမယ်ခုံမခင်းနိုင်ဘူးဆိုလည်းရပါတယ်ဒါမဲ့ကျွန်တော်ခုံလေးခင်းတာတော့ပူကောင်းတာပေါ့ခုံလေးတစ်ခုံခင်းလိုက်မယ်ခင်းလိုက်ပြီးဖျောင်းနိုင်လေးထွန်းကြီးလိုက်မယ်ဘယ်နဲ့တိုင်ရပါ့မပြောဘူးနော်တစ်တိုင်တစ်တိုင်သုံးတိုင်အဆင်ပြေတဲ့ဖျောင်းနိုင်ထွန်းပါဒါမဲ့ဒီလိုမှုကြီးပြန့်တဲ့ဖျောင်းနိုင်လေးတွေကတော့ပို့ပြီးတော့ထိရောက်ပါတယ်ဗျထွန်းလိုက်ပါထွန်းပြီးသွားပြီဆိုရင်ကျွန်တော်တို့အမွှေးတိုင်ထွန်းပါ ဘာနဲ့တိုင်ရပါရင်မဟုတ်ဘူးเนาะအဆင်ပြေသလိုထုံးလို့ရတယ်အမွှေးတိုင်ဖျောင်းနိုင်ကအဆင်ပြေလို့ထုံးလို့ရတယ်ကိုကျွန်တော်ဖျောင်းနိုင်လေးတွေထုံးပြရတာဖြစ်တဲ့အတွက်အမွှေးတိုင်လည်းဒီလိုပဲကျွန်တော်တို့ထပ်ပြီးထုံးကြီးကိုလိုတယ်နော်ဒီလိုအမွှေးတိုင်လေးဖျောင်းတိုင်လေးထွန်းလိုက်မယ်ခြံထဲမှာရောင်းလိုတဲ့ခြံထဲမှာဒီလိုအမွှေးတိုင်ဒီဖျောင်းတိုင်ဒီထွန်းမယ် မွေးတိုင်နေဖျောင်းတိုင်နေဒီလို channel မှာထုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလေးပြောဖို့လို့လဲဆိုတော့နော်ဘာလေးပြောဖို့လို့လဲဆိုတော့အေးခြံကိုဆောက်ရှောက်ကြတဲ့အိမ်ဆောင်နဲ့ဒီခြံဆောင်နဲ့ဒီမြေဆောင်နဲ့ဒီမြင်ရမမြင်ရပုံကိုဒီအီခြံတွင်းမှာနေထိုင်ကြတဲ့မမြင်ရမမြင်ရပုံကိုဒီဒီလူလူတွေအားလုံးကိုအမွေးတိုင်ဖျောင်းတိုင်ကိုတင်တို့ကိုကတ်လှူပါတယ်တင်တို့ကနေတဆင့်ဖျားရှင်ကိုကတ်လှူလို့လဲ ရပါတယ်ဒီလိုလေးပြောပါ နော်တင်တော့ရတဲ့စင်ဖျားရှင်ကိုကတ်လူပါကျွန်တော်ပြန်ပြောမယ်နော်အီချန်အီအင်အီမီမှာဆောက်ဆောက်ကရဲ့အိမ်ဆောင်နဲ့ဒီခြံဆောင်နဲ့ဒီညီဆောင်နဲ့ဒီမြင်ရမမြင်ရပုံကိုတွေတင်တော့ကအီအမွေးတိုင်ဖျောင်းနိုင်တယ်ပူဇော်ပါတယ်တင်တော့လည်းဖျားရှင်ကိုတစင်ပြန်ပြီးတော့ပူဇော်လှူဒန်းနိုင်ပါတယ်ဒီလိုလေးပြောပါအဲ့လိုပြောပြရရင် ဘာလို့လုပ်ဖို့လို့လဲဆိုတော့ကျွန်တော်ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးမြေဆောင်တဲ့တွေခြံဆောင်တဲ့တွေအိမ်ဆောင်တဲ့တွေဒီခြံတွေမှာရှိကြတဲ့မြင်ရမမြင်ပုံကိုယ်တွေအားလုံးကိုမြတ်တာပို့ပါတယ်အမျှဝေပါတယ်ကျွန်တော်ပြုခဲ့တဲ့ကုသိုလ်တွေအားလုံးအမျှရကြပါစေဆိုပြီးတော့ကုသိုလ်အမျှအမျှအမျှအယူတော်မူကြပါကုန်တော့တာတို့တာတို့တာတို့ဆိုပြီး၃ချိန်တိုင်တိုင်ခေါ်လိုက်ပါအခုပြောတဲ့ဟာအစအဆုံးကလည်း၃ချိန်တိုင်တိုင်ပြောပါအဲ့လိုပြောပြီးသွားပြီဆိုမှကျွန်တော်တို့ကဘာလေးလုပ်ဖို့လို့လဲဆိုတော့ မြင်ရမမြင်ရပုံကိုယ်တွေအိမ်ဆောင်နဲ့ခြံဆောင်နဲ့မြေဆောင်နဲ့ဒီကျွန်ုပ်ကိုတစ်ခုလောက်အကူအညီပေးပါ EA E chan E မြေစသဖြင့်အဆင်ပြေလို့ပါဗျာအိမ်နဲ့ခြံဆိုလဲအိမ်လို့ပြောပေါ့ခြံရင်းမဲ့ဆိုလဲခြံပေါ့နော်မြေခွက်ဆိုလဲမြေခွက်ပေါ့နော် EA E chan E မြေကိုရောင်းတော့မေဖြစ်ပါသေး EA E chan E မြေနဲ့ပတ်သက်ဆက်နွယ်ကြရတဲ့ပဋ္ဌာန်းစာရှိကြတဲ့အင်ရှင်တွေကိုတင်တို့ရဲ့အစွမ်းနဲ့အမြန်ဆုံးခေါ်ယူပေးပါ ဲ့လိုလေးပြောပေးရမှာတင်တော်ကြီးအစွမ်းနဲ့အမြန်ဆုံးကူညီပြီး ခေါ်ပေးပါအီအီချန်အီမီအမြန်ဆုံးရောင်းထွက်အောင်တင်တို့ရဲ့အစွမ်းနဲ့တတ်နိုင်တဲ့ဘက်ကကူညီပါဒီလိုမျိုးလေးတွေညာဘက်မှာပြောပေးဖို့လိုပါတယ်ဖြစ်နိုင်နေဆိုရင်ညတိုင်းလှုပ်စေချင်ပါတယ်ဒီနီလန်းကတော့ကိုရောင်းလို့တဲ့အိမ်ပေါ်မှာခြံပေါ်မှာမြေပေါ်မှာနေနေကြတဲ့လူကိုရောင်းလို့တဲ့အိမ်ခြံမြေနဲ့နေရတဲ့လူတွေကတော့တွားလို့လို့အဆင်ပြေမယ် ိုကနေသားရန်ကုန်မှာဟိုပြင်ဦးလွေအချောင်းကိုရောင်းကျင်တာဆိုရင်တော့မလွယ်ဘူးပေါ့ဗျာကိုစားလောက်ခိုင်းမယ်ဆိုရင်လည်းတကယ်ကိုစိတ်ချရတဲ့လူဖြစ်မှာလုတ်ပေးဦးမှာဟိုဟာနေသားတော့ဟိမန္တလေးမှာဟိုတောင်ကြီးကမြေနဲ့ချန်အိမ်ကိုလုတ်ကျင်နေဆိုရင်တော့မရဘူးကိုရောင်းလို့တဲ့အိမ်နဲ့ချန်ကလည်းကိုနဲ့နေရမယ်အခုလိုနေတဲ့လူဆိုတော့ပိုလွယ်တာပေါ့အတော့အချန်လေးညဘက်လေးဆင်းပြီးတော့မိတ်ခင်လေးဒီလိုမီလေးထုံးပြီးတော့ပြောလိုက်ရင်ရတာပေါ့နော်ရတာပေါ့အဲ့တော့ဒါကလွယ်တယ်အဆင်ပြေတယ်တော်တော်များများ အနဲ့ပတ်သက်ပြီးတော့ light လုပ်ကြည့်တယ်ဆိုရင်မြန်မြန်ထိရောက်ကြတာများတယ်ကျွန်တော်ပြောလို့ပထဝီဓာတ်တွေတိတ်များနေတာမျိုးငွေကြီးမဝင်တာမျိုးဆိုရင်တော့နည်းနည်းခက်ခဲလိမ့်မယ်အဲ့လိုငွေကြီးဝင်ဖို့ကံမရှိဘူးဆိုလဲအိမ်ရောက်မြေရောက်ထွက်ဖို့လုံနေတဲ့အချိန်လေးတွေမှာကျွန်တော်တို့ခွေးလေးတွေအစာကျွေးရတယ်နော်တော်ဝါလေးတွေအစာကျွေးရတယ်လက်ဝင်အောင်ပေါ့ဗျာလက်ရွှင်အောင်အရင်ဆုံးလှုပ်တာပေါ့လက်ဖွင့်တာပေါ့လက်ဖွင့်တဲ့ရေတရာတွေလှုပ်ရတယ်လှုပ်ပြီးွားမှကျွန်တော်ဒိုက်ရိုက်တက်ဆင်လှုပ်တယ်ဆိုရင်ပိုထိရောက်တယ်အခုပြောတဲ့နီလန်းလေးကို ကိုရောင်းလို့တဲ့အိမ်ချမ်းပြေအဲ့ဒီအိမ်ချမ်းပြေပေါ်မှာအခုလို့လုတ်ပေးပါဒါဆိုရင်ကျွန်တော်တို့တကယ်လဲထိထိရောက်ရောက်နဲ့အဆင်ပြေမှုတွေရပြီးတော့အမြန်ဆုံးအိမ်နေချမ်းနေပြေတွေရောင်းထွက်ပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ရှေ့အဆင်လာဆရာဆရာလုတ်ခဲ့ကြတဲ့နီလန်းလေးကျွန်တော်ပြန်ပြီးတဆင့်ပြန်ပြောပေးတာပါနော်ဒီနီလန်းလေးလုတ်ကြည့်ပါဘလို့မရောင်းမထွက်ဘူးကြာနေတဲ့အိမ်နေချမ်းလေးဒါရိုက်တဲ့ဆင်လုံးနေတယ်မထွက်သေးဘူးဆိုရင်အခုလိုအိမ်ဆောင်တဲ့တွေခြံဆောင်တဲ့တွေမြေဆောင်တဲ့တွေအီအိမ်မှာဆောက်ရှောက်နေရဲ့မြင်ရမမြင်ရပုံကိုတိုက်တယ်ပါ သူတို့အမျှဝေပါသူတို့အမွေးရန်ဖျောင်းနိုင်တဲ့ပူဇော်ယူဖျားရှင်ကိုလှူခိုင်းပါဒီလိုလေးလုပ်ကြည့်ပါသေချာပေါက်အစဉ်ပြေပြီးတော့အောင်မြင်မှုတွေရပါလိမ့်မယ်သေချာတော့အင်ချမ်းမြေအမြန်ဆုံးရောက်ထွက်ပါလိမ့်မယ်ဒီလောက်ဆိုရင်တော့အားလုံးသဘောပေါက်မှာထင်ပါတယ်အိမ်နေချမ်းနေမြေတွေရောင်းကြင်ကြတဲ့ခေါင်းရဲ့အသားမြေတွေအားလုံးအမြန်ဆုံးရောက်ထွက်ပြီးတော့အစဉ်ပြေကြပါစေဗျာ